မင်္ဂလာပါကျွန်တော်အောင်ပြည့်သစ်ပါဆရာမင်းတင်ရေးသားတဲ့မင်းတင်ရဲ့တက်ခိုင်ကိုအပိုင်း90ဖြစ်ဆက်လက်ပြီးတင်ဆက်ပေးပါမယ်ခင်ဗျာနားဆင်ကြည့်ကြပါဦးအခန်း86တေရွာပြန်ဏိဒံဝတန်ကာလမုခသမေယဖြစ်သောကြောင့်ရဲဘက်စကန်တခွန်းတစ်ပြင်လုံးအုံမိုင်းပြာကြီးကပြူမယောင်ထင်မပြူမာလီလာမိုးရဲဟုသော တိစာသားကိုသတိရခြင်းစရာကောင်းလာပါတော့သည် ငွေရသည့်ကာလအကျဉ်းသမားတယောက်ဤဘဝကအလွန်ပြင်းကြီးခြောက်ကဲ့ညင်းငွေပဲကောင်းနေစွာကိုသက်ခိုင်နှင့်ကျွန်တော်မဆုံးပြစ်ခဲ့သည်မှာအတန်ကြာလိမ့်ပြီမဆုံးပြစ်ခြင်းအကြောင်းရင်းကကိုသက်ခိုင်ပင်မစကန်းသူပြောင်းချွေသွားသောကြောင့်ပင်ထောင်ပိုင်းကြီးအခေါ်တော်ရှိသောကြောင့်ကိုသက်ခိုင်ပင်မစကန်းသူရောက်သွားခြင်းဖြစ်လေသည်ကျွန်တော်စိတ်ထဲတွင်စကန်းခွဲ၌ကိုသက်ခိုင်မရှိလေသောကြောင့်ပူ၍ခြောက်ကဲ့ညင်းငွေသည်အောင်ခံစားနေရသည်နေ့လေ၃နာရီခန့် ုတ်ဆင်းခြင်းဖြစ်၍အဆောင်ပေါ်တွင်လည်းရဲဘော်ရုပ်ဝင်နှမတယောက်မှ မရှိသည်နှင့်ဖုံးမောင်တယောက်ထဲရဲ့ဖြစ်နေစဉ်မှာပင်ဖူကြီးတောင်ကန်ကိုအောင်ကြီးတယောက်အဆောင်ပေါ်သို့မြစ်ခမောက်တလုံးဆောင်လျက်ပေါက်ချလာပါသည်ဆရာသမားပင်မစကန်ကိုရိတ်ခတ်သွားတဲ့စရာရှိတယ်လိုက်ခဲ့ပါလားကျွန်တော်ထောင်မှုကိုအဖို့တယောက်ခေါ်သွားမယ်လို့ပြောထားပြီသားဗျာခုအဖို့ညိလျာပြင်းကြီးလွန်းသည်နှင့်ငူကျင်ရဲ့လက်တို့ဖြစ်နေသောကြောင့်ဟာအတော်ပဲဗျာ ူသက်ခိုင်နဲ့မတွေ့ရတယ်ကြာပြီဒီတိုင်းဆောင်ပုံမှာဆက်နေရရင် ပြင်းလို့သေးတယ်မသာဖြစ်တော့မယ်ဗျာခုပြောပြောဆိုဆိုခမောက်တလုံးကိုဆောင်ကကိုအောင်ကြီးလော်တော့လေဦးတွင် ထိုင်လျက်ပင်မစကန်းရှိရသူမူးတဖွဲဖွဲကြမှာထွက်ခွာလာခဲ့တော်သည်ပင်မစကန်းသည်စကန်းခွဲတစ်နှင့်နှမိုင်ခွဲကန်တာတာဝေးရသည်လေသည်စိမ့်ညွန့်နေသောငပြောတမ်းများနှင့်ကက်လျက်ချောင်းငယ်လေးအတိုင်းမူးတဖွဲဖွဲကြမှာတွေးရွေသွားနေသည် အမှန်စင်စစ်ကျွန်တော်တို့လေဖြင့်ခီးနှင်လျက်ရှိသောချောင်းသည်ချောင်းဟုဆိုရသောညာချောင်းမဟုတ်ချေအကျဉ်းဥစည်းဌာနရေနက်ကွင်းစီမံကိန်းအတွက်ရေနက်ကွင်းကြီးထဲမှရေများကိုစင်တီချောင်းထဲသို့လွှဲနိုင်ရန်မြေတူးဆက်ကြီးများဖြင့်တူထသော တူးမြောင်းသာဖြစ်ပါသည်တူးမြောင်းအတိုင်းတမိုင်ကန့်လုံးမိလျင် မပြောပင်အုတ်တန်းအတိုင်းဘဲဘက်သို့ချူကွေးရပြန်ပါသည် မပြောပင်တို့ကအီယာမလက်ွက်ကြီးကိုတာတမန်တုတ်ထားသည့်မြောင်းပေါင်ကြီးပေါ်တွင်စိုက်ထားခြင်းဖြစ်လေသည် လေဦးသည်ချောင်းပြင်းမတက်အလေးကျပေါက်နေသောကစွန်းပင်နှင့်ကိုင်းမျက်ရှိများကိုခပ်ပွားပွားထိုးခွဲကာခရီးနှင်းနေခြင်းတွင်ချောင်းငယ်တကရေပြင်ပေါ်သို့တဖိုးဖွဲကျနေသည့်မိုးရေစံများကိုငေ့ကြည့်ရင်ခက်မစိတ်လိုက်ပါလာသောကျွန်တော်သည်ကိုအောင်ကြည့်အမေကြောင့်သတိပြောင်းဝင်လာသည်ဆရာသက်ခိုင်ကမလွတ်သေးဘူးလားဗျာအယူခံတင်းထားတယ်လို့တော့ပြောတာပဲဗျာသူကလည်းအယူခံကိုတော်တော်မျှော်လင့်ထားအောင်ရတယ်အေးဗျာ ဆရာတက်ခိုင်လူလူမျိုးထောင်ကြလာတာကျွန်တော်စိတ်ထဲမှာထူးဆန်းနေသလားလို့တော်တော်ပေါ့ရောက်တဲ့လူပဲဗျာအခုလဲထောင်ပိုင်းကြီးကသူ့ကိုမလွတ်ချင်ဘူးထင်တယ်လူကတော့လူတော်ပဲဗျာဘယ်နေရာမှာရှောလာတော့တော့ကျွန်တော်လည်းမပြောတတ်ဘူးကိုအောင်ကျင်းနေကျွန်တော်စကားတပြောပြောနဲ့ခီးနေလာရတနာဤတတာလောက်တွင်ပင်မစကန်းသူရောက်လာကြသည်ပင်မစကန်းမှာထောင်ပိုင်းကြီးစပိုးဆောင်ကိုတာဝန်ယူနေတော့ရဲဘက်မောင်ဝင်းကိုမေးသည့်အခါကိုသက်ခိုင်တယောက် လေเจ้าအရင်ငါးကန်သူလိုအပ်ပြီးရေးဘက်အဖွဲ့နဲ့လိုက်ပါသွားသည်ဆိုပါ၏တာဝန်ရလိုက်ပါသွားခြင်းတော့မဟုတ်ပါလေထုံးစံအတိုင်းသူသဘောနဲ့သူထောင်မှန်ကြီးကိုခွင်တောင်းရလိုက်သွားသည်ဟုသိရသည်ညနေ9နာရီဗိုလ်သိန်းကြီးရောက်မှဂူတက်ခိုင်တယောက်ရေးဘက်အဖွဲ့ဤထိတ်ဆုံးမှရှင်အလူလူဖြင့်ပြန်ရောက်လာသည်ကျွန်တော်သူ့ကိုတွေ့လင်တွေ့ခြင်းဟဲ့လူဂူတက်ခိုင်ခမရကြည့်ရတာကျွဲလူအိုင်းကတက်လာတဲ့ကျွဲလူဖြစ်နေပါကလားဗျာอืม ိုင်ထဲကတက်လာတော့မှန်နေဗျာမူးကလှင့်ရွာနေတော့ဘွက်ထူထူရွှင့်ထူထူမှာဒပိုင်းပိုင်းလဲနေရနဲ့ကျွဲပုံပေါက်နေရပဲဗျာဘယ်လိုဖြစ်လို့ဒပိုင်းပိုင်းလဲနေသလိုမ냐အမေခမရမကြုံမှုသေးလို့ဖြစ်မယ်မူးတဲ့နေချိန်မှာကတင်းယူဖို့လမ်းလျှောက်နေကပညာတစ်ခုဗျာကျွန်တော်ကလဲတဲ့ချောင်းနဲ့ဆင်းမှုတဲ့ကောင်မဟုတ်တော့လင်းငါလည်းလှမ်းပြီတာနဲ့တခါလဲတော့တာပဲဗျူရုံးကန်းနဲ့ပါနဲ့အငိန်နေလို့ရရတဲ့တာနဲ့ ခမရမူဒုက္ခရှာပလိဗျာကဲခမရဘွယ်လူလာတာအကြောင်းမဟုတ်ဘူးကျွန်တော်ကစကန်ခွဲကိုပြန်ရမှာအခု9နာရီထိုးနေပြီကျွန်တော်ကခမရနဲ့တွေ့ရမလားလို့ကိုအောင်ကြီးနဲ့ရိတ်ခါလာထုတ်ရင်လိုက်လာတာဗျာစကန်ခွဲကိုအချိန်မီပြန်ရမှာအခုတော့အချိန်မရှိတော့ဘူးနေပါဦးမြာခမရဒီမှာဒီညအိတ်လို့ရအောင်ထောင်မှန်ကြီးကိုကျွန်တော်ပြောလိုက်ပါမယ်ကိုအောင်ကြီးကမပြန်လို့မဖြစ်ဘူး ။ "तू မပြန်ရင်တော့စကန်ငွေတစ်ခုလုံးထမင်းငတ်ကုန်မယ်။ပြောပြောဆိုဆိုကုသခန်ဒီရှင်လူးလူးဖြစ်မယ်။ထောင်မှန်ကြီးအိမ်ဘက်သို့လျှောက်သွားပြီး5မိနစ်ခန့်အကြာမှာပင်ပြန်ရောက်လာသည်။ "ఓకే တယ်ဆရာ။ကိုအောင်ကြီးကိုစံရိတ်တွေနဲ့ပြန်ထုတ်လိုက်တော့မယ်။ခမားကတော့မနဲ့မှာပဲပဲရိတ်တွေနဲ့ပြန်တော့ဗျာ။ရော့ဒါထောင်မှန်ကြီးရဲ့စာ။ဦးဝေးနိုင်စီကိုကိုအောင်ကြီးနဲ့လူယုံပြေးလိုက်တော့ကျွန်တော်ချောင်းနဲ့ဆင်းလိုက်အောင်မယ်ဗျာ။ထောင်စရာနိုင်တော့ကုသက်ခိုင်က ကျွန်တော်ကိုစာရွက်တရွက်ထုတ်ပြီးရင် ထောင်မှန်ကြီးအိမ်ရှိကချောင်းထဲသူစင်ကရေချိုးနေတယ်ဒီကျွန်တော်ကကိုအောင်ကြီးကိုထောင်မှန်ကြီးရေးပြီးတော့စာရွက်ကိုပေးပြီးကိုသက်ခိုင်ကိုဆောင်ရင်ရဲဘက်မောင်ဝင်းတို့နဲ့စကားပြောရင်ကြမ်းနေခဲ့ပါသည်မောင်ဝင်းနဲ့တန်းထွန်းအောင်က ထောင်မှန်ကြီးဝေယဝစ္စကိုတာဝန်ယူပေးရတော့လိုင်းသမားများဖြစ်၏နှစ်ယောက်စလုံးချဲမှုနှင့်ထောင်ကြကရဲဘက်သူ ရောက်လာကြသူများဖြစ်သည်အငြိမ့်နီနန်ကြီးအတွက် ထောင်မှန်ကြီးကိုလိုင်းဝင်ထားရသည် လမ်းကြီး9000ခန့်အပြင် ထောင်ပိုင်းကြီးနေစဉ်စားရေးတောက်ရေးနဲ့အခြားလိုအပ်ချက်များကိုအိတ်ဆိုင်တာဝန်ယူကြရသည်လစဉ်ကုန်ကြငွေကတလလင်တရောက်2000ခန့်ဆို၏နိုင်ဝခန့်ကြတွင်ကိုတက်ခိုင်ပြန်ရောက်လာရာ သူ့ပုံစံမှာတက်တက်ရဲ့ရဲ့ပုံပြန်ပေါက်လာသည်ထောင်ပိုင်းကြီးတို့အစားအသောက်ချက်ပြုတ်သောဖူကြီးမှညသာစားပြီးသည့်အခါသူ့အရာဖြစ်သောထောင်မှုရုံးကမှာ သူနှင့်ကျွန်တော်စကားပြောပြကြတော့သည်ဒါနဲ့ကုသခိုင် ခမည်းကအငြိမ်လူရရတာနဲ့ဘာကြောင့်လိုအပ်ပြီးလိုက်သွားရတာတို့ကျွန်တော်ကတသလုံးဂွနီခွက်တွေနဲ့ကြီးနှပန်းလုံးလာခဲ့တဲ့ကောင်းဆိုတော့ရဲဘက်ရောက်တော့တကယ်အောက်ခြေကရဲဘက်တီဘွားကိုအတွင်းကြကြသိကျင်လို့လိုက်သွားတာဗျာဟင်းရဲဘက်မှာလဲဂွင်မလွတ်ပါဘူးဗျာဘာဂွနီတို့မြကျွန်တော်ကလိုအပ်ပြီးဆိုတော့ယူတနဲ့လိုအပ်ပြီးအောက်မလူလိုက်သွားတာလက်ဆက်တတော်အချင်းဦးစည်းကလေချောင်းအရင်ကပါ နှစ်ပတ်စလုံးတွင်ရောက်ကြတော့ဘူးတခြားရှင်းစမ်းမအောင်ဗျာဒီလိုဗျာအချင်းဦးစီးကကျွန်တော်နဲ့အတူလိုက်လာတဲ့လိုအားပြီးရေးပဲ90ကျော်ဟာလေเจ้าအရင်ကိုအလကားလိုအားပြီးတွားကြတာမဟုတ်ဘူးနေ့ရက်နဲ့ငှားတာဗျာရေဘက်ဒီတိမိတိတော့ကျွန်တော်မပြောတတ်ဘူးလေเจ้าအရင်ကငှားကန်ဒီမှာဓာတ်ရှင်းတာမြောင်းသိပြန်တင်တာတွေလုပ်ဖို့ရေဘက်ကအကျဉ်းသားတွေကိုဈေးပေါပေါနဲ့ငှားတာဗျာတူတူပြောရရင်ဌာနနှစ်ခုညှိပြီးတွင်ရောက်ကြတာပေါ့ အချင်းဦးစီးကအလုသမားငားကရတယ်လေချောင်းအရင်ကဇီးဘောဘောနဲ့အလုသမားငားထားတော့ကိုသူတို့ဌာနကိုပြန်တင်တော့အပြင်လုသမားဈေးနဲ့ပြန်တင်တယ်တေးကြတာကတော့ရဲဘက်တီတပြားမှမကြပဲပြစ်မှုကြီးကိုချွေးနဲ့ဆက်ကြရတာပေါ့ဗျာအမှန်ကအချင်းဦးစီးဌာနရဲ့အလုံးမဟုတ်ဖဲအခြားပြင်ပအလုပ်တွေထွက်လုကြရင်ရဲဘက်ဟာအဲ့ဒီငွေကိုရပိုင်ခွင့်ရှိတယ်ဗျဒါကြောင့်ရဲဘက်မှာလည်းဂွေမကင်းမှုပြောတာပေါ့ဗျာ ခမည်းဥစ္စာတေချာမလေးလောက်ပါဗျာ။ဩတေချာစုရဲဘက်ဥယျစင်းနဲ့နှူးတဲ့လိုအားကကိုကျွန်တော်ကိုယ်တိုင်တွေ့ပြီးနေတာပဲဗျာ။အခုရဲဘက်ရောက်တရကျော်လိုအားပြီးထွက်တယ်ဆိုတော့လီချောင်းအញ្ញံကပြီးတဲ့တယောက်300နှုန်းနဲ့ဆိုထောင်ပိုင်ကြီးအနေနဲ့တနေ့ကို300ကျော်ကြိုက်တယ်ဆိုတော့လီချောင်းအញ្ញံဘက်ကလည်းအပြင်မှာအလုပ်သမားတယောက်မှားရင်နှီးရွယ်900လောက်ပြီးမှရမယ်ဆိုတော့သူတို့လည်းတရက်ကို2000ကျော်အိတ်ကတည်းရောက်တယ်လေ။ နှစ်ဦးနှစ်ဖက်စလုံးဂွင်ကူတက်လို့ဗျာကုသခန့်တယောက်ရဲဘက်လှုပ်အားပြီးခွင်ကြောင်းဇက်စုံခင့်နေခြင်းတွင်ကျွန်တော်စိတ်ရောက်နေသည်မှာသူဆက်ပြော့ပြမိသူ့ဘဝဇက်ကြောင်းသာဖြစ်လျာသူ့ကိုစကားဖြတ်လိုက်ရသည်ကဲပါဗျာရဲဘက်စကန်ရောက်နေတာရဲဘက်ဒီအကြောင်းတော့မကြားကျင်တော့ပါဘူးခမားရဲ့မဆုံးနိုင်သေးတဲ့ဇက်ထုတ်ရှိကြီးကသာရှေ့ဆက်ပါတော့ဗျာဩခမားကကျွန်တော်ဘဝဇက်ရှုပ်ကြီးကိုနာမကြီးသေးပဲကို ဒီလိုဖြင့်တနားရီလောက်တော့ဆောင်းမယုံဗျာအခု9နာရီထိုးနေပြီဆိုတော့ကျွန်တော်ညလက်ကျင်ကန်လေးစဉ်းစရာရှိသေးတယ်ဗျာပြောပြောဆိုဆိုပင်ကုသခန်ဒီအခမ်းမိကိုပိတ်ခါတမလင် ခွေးထိုင်ရင်အတန်တိတ်ဖျားရှိကူကဘဲဘက်လက်ပေါ်ညာဘက်လက်ထက်လျက်တရားထိုင်နေတော့ရကျွန်တော်လဲသူနဲ့မလက်မကမ်းမှရှိနေတော့စာအုပ်ပုံကြီးကိုပရင်းကြားကလာရောက်မှင်မှင်ဖြင့်လှန်လို့နေလိုက်ပါသည်စင်စစ်ကုသခန်ဒီ သူ့ဆောင်များကိုအတော်တန်ဖိုးထားရန်ရှိစာအုပ်တို့ကမျိုးစုံလှသည် မောင်တုတ္တအမိကံဘုံမှုပါတောင်းဤမြမစာပေပညာရှင်များတမိုင်းမြမစာမြင့်ကျင်လွန်းလို့မုဂ္ဂုဆရာတော်ဖျားကြီးတဘဝတာသာသနာစမားစမွန်ဤဝိထုတို့များလေဒီပန္နိတဥမ္မောင်ကြီး စာပေါင်းချုပ်ညုံမြဤကိုမောင်ရှာပုံတော်ဇော်ကြီးဤပလီတိုနီတန်းလူလူတော်မှာဤပြည်သူ चित्त အမှုပညာရှင်များ စသဖြင့်စာအုပ်မျိုးစုံကိုတွေ့နေရပါရဲ့ရဲဘက်စကန်တို့နေရာမျိုးနဲ့အဆက်လှသည်ဟုကျွန်တော်မထင်ချေပင်မစကန်ဝင်ကင်းထဲမှာစေနာ යි တန်ချောင်းခောက်လိုက်ခြင်းတွင်ကုသခံတယောက်တရားထိုင်ရာမှထလိုက်ပြီးကဲ့ကုလူစေနာ යි ထိုးပြီဆိုတော့မိပိတ်ချိန်မှုဖွင့်လေလာမှာမဟုတ်တော့ဘူးမောင်ထဲမှာပဲပြောကြတာပေါ့ဗျာအင်းမောင်ထဲမှာပဲကောင်းပါလေဗျာဒါနဲ့စကားမဆက်ခမညာတိုင်းညာတိုင်းတရားထိုင်တော့ ဘာတီထုတို့မြခမ ्या ကိုရိပ်ပတ်လျောင်းရှင်းပြနေရရင်မိုးစင်စင်လင်းသွဲလိုက်မြဗျာတူတူပြောရရင်ကျွန်တော်တို့ခန္ဓာဟာအမုံလင်းနေနဲ့ဖွဲ့စည်းထားတယ်အဲ့ဒီအမုံလင်းနေဟာမြင်မှုကြားမှုနာမှုတွေးတောမှုတွေတဏီလုံးကြုံတွေ့နေရတာကြောင့်ဝေယုံတုံကယုံရင်ဆံကပ်ဖြစ်နေတယ်ဗျာအဲ့ဒါတွေကိုနေရာကြပြန်ဖြစ်အောင်လိကျင်ကန်လုပ်ပြီးပြန်စီတယ်လို့သာမှတ်လိုက်ပြီးတော့ဗျာကဲ ခမ ्या ကတရားနာမလားကျွန်တော်ဘုရားဇက်ကြောင်းကိုဆက်ရမလားအာယုံဒီမများနဲ့လေဟုတ်ပါပြီဗျာခမ ्या ဇက်ကြောင်းကိုသာဆက်ပြီးကြားပြရစီခမ ्या နောက်ဆုံးပြောခဲ့တာကအမေရိကန်တတိကြီးအာယာကောကအကြောင်းမဟုတ်လားခမ ्या အစိုးရတပွဲလုံးစီကိုစာတမ်းတင်ပြီးမကြခင်မှာဝန်ကြီးတယောက်ကခမ ्या ကိုလာတွေ့ခြင်းနဲ့ဆိုလားကျွန်တော်ကကုသခိုင်ဇလန်းဆက်နိုင်ရင်အစဖော်ပြလိုက်ရသူရှေ့ဆက်ပြောပြတော့သူ့ဘဝခီးဝင်ကပါအကြောင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်ကျွန်တော်ကိုတွေ့ကျင်တယ်ဆိုတဲ့ဝင်ကြီးကတော့ဝင်ကြီးရုပ်ရုံဝင်ကြီးဘိုးချုပ်လွန်းမောင်ပါပဲဟုတ်တာပေါ့ဗျာ၎င်းတစ်ခုနဲ့ဝင်းကျင်ကဘိုးချုပ်ကြီးတင်ဦးနဲ့တူကရင်ပြည်နယ်ဘက်မှာရဲရင်ပြက်ကြရင်ကွေလွန်သွားတယ်သူပေါ့သူကကျွန်တော်တင်တဲ့အကြံပေးစာနဲ့အာရကိုကရဲ့အထုပ်ပတ်တိကိုဖတ်မိလို့ကျွန်တော်နဲ့တွေ့ကျင်လာလားဆိုတာတော့တေချာပေါက်ကျွန်တော်မပြောနိုင်ပါဘူးဩော် ဒီလောက်ခက်ခဲဒီဘုံဒမင်ကြီးကျုံးနေတဲ့အချိန်မှာအစိုးရအဖွဲ့စီကိုစာလေးတစ်စောင်တင်ပြီးအိတ်လိုက်စားလိုက်ထိုင်းဆောင်နေမများခင်ဗျထင်သလားဗျာဘယ်ဆောင်နေပါမလဲအယကိုကဟာခရစ်လာကူကေတီမှုအစိုးရကိုချင်းကပ်နေခဲ့တယ်လို့ကျွန်တော်လည်းအခက်ခဲကြကရုံထွက်နိုင်အောင်နီလန်းမျိုးစုံရှာဖွေကျူးမဲ့နေခဲ့ရတာပါပဲอืมလောကကြီးမှာထမ်းသမအဖို့ထမ်းမင်ကနေထနှုတ်ထွက်ပေးရတယ်ဆိုတာခင်ဗျကြားဘူးတယ်မဟုတ်လားကျွန်တော်လူလူလေဖို့ ဇာတာပြန်တက်လာတယ်ဆိုရမယ်ထင်ပါဗျာကံကောင်းကျင်တော့ထူးထူးဆန်းဆန်းရှမ်းပြည့်ရဲ့ငញ្ញံကြီးအဖွဲ့တခုကကျွန်တော်ကိုသူတို့လိုချင်တဲ့လုပ်ငန်းတစ်ခုအတွက်ငွေထုတ်ပေးနိုင်အောင်ကမ်းလှမ်းလာခဲ့ပါတယ်အဲ့ဒီအပြည့်ရဲ့အဖွဲ့ရဲ့နာမည်ကိုကျွန်တော်တိတိကျကျမသိဘူးဗျာသူတို့ကုမ္ပဏီရဲ့နာမည်ကတော့ပန်းတိုင်းတယ်ဗျာမြန်မာလူအတန်ထွက်ရင်ပန်းတိုင်းလူထွက်နိုင်တယ်ထင်ပါရဲ့ကျွန်တော်ကအဲ့ဒီအဖွဲ့ကိုတားရမသိပါဘူးတခုပြောဖို့မေ့နေရဲ့ဗျာ ျွန်တော်ကျောင်းဆရာဘွားတော်ကမြို့နယ်ပညာရေးမှူးဖြစ်ခဲ့တဲ့ဆရာကြီးဥပခိုင်ဟာကျွန်တော်ရုံးမှာအချိန်ပိုင်းအကြံပေးသဘောမျိုးလို့ဝင်လုံနေပါတယ်။အဲ့ဒီပန်းနိုင်ဖွဲ့ကိုဆရာကြီးဥပခိုင်ရဲ့ရောက်ဖအံကေဥအောင်ကြီးခေါ်လာတာပါပဲ။အမှန်ကအံကေဥအောင်ကြီးလည်းခိပြက်ကြီးမှအလုပ်ပွဲစားဝင်လို့တယ်ဆိုပါတော့သူ့ကိုခင်မင်လီဆိုင်ဆွဲရှိနေတဲ့ရှမ်းမြူသားဆိုင်းအောင်နိုင်ဆိုတဲ့လူငယ်တယောက်ဟာရှမ်းပြည့်ရဲ့ငញ្ញရဲ့အဖွဲ့တစ်ဖွဲ့မှာအရာရောက်တဲ့သူဖြစ်နေတယ် ူတို့စကားဆက်မိကြရင်ရန်ကုန်မြို့ပေါ်မှာဂွင်ကောင်းကောင်းရှိရင်ငွေထုတ်ပေးနိုင်တဲ့အကြောင်းအန်ကယ်ဥအောင်ကြီးကိုပြောရတာအဲ့ဒီဂွင်ဟာကျွန်တော်စီရောက်လာတော့တာပါပဲအမှန်ကအန်ကယ်ဥအောင်ကြီးဟာသူ့ယောက်ဖရှိရကျွန်တော်ရုံးငန်းကိုမကြမကြဝင်ထွက်နေရကနေကျွန်တော်လက်ယူကိုကဲခတ်မိပြီးအဲ့ဒီအလုပ်ဂွင်ကိုစဉ်းစားခဲ့မိပုံရပါတယ်ဒါနဲ့အန်ကယ်ဥအောင်ကြီးဟာကျွန်တော်ဖန်တီးပေးနိုင်တဲ့ရန်ကုန်ကအလုပ်ဂွင်၃လေးခုကိုကျွန်တော်ရုံးမှာလားလေလာပြီး ဆိုင်းအောင်တော်ကိုပြန်ရှင်းပြရကတပတ်လောက်ကြာမှာနှစ်ယောက်သဘောတူစာချုပ်ချုပ်မှုအဆင့်ကိုရောက်လာပါတော့တယ်။ကိုအောင်နိုင်ရွေးလိုက်တဲ့အလုပ်ကတော့မဟာဗန္ဓုလလန်းနဲ့32လမ်းတောင်ကအစာဦးခေါင်းကြီးကိုခမိအစာဦးအဖြစ်ပြန်ဆောက်လုပ်ဖို့ပါပဲ။အဲ့ဒီနေရာဟာစုလိဖျားနာကတကွက်အကွက်ကောင်းကြတဲ့နေရာ။တီကျူးမဆိုတဲ့အစာဦးကြီးပဲဗျာ။ဟာဟာခမရကကျွန်တော်ကိုနေလိန်နေတွေကလို့ကွက်ချက်ပြီးလိန်မဲ့ထင်းနေလို့လား။ မဟုတ်ရပါဘူးဗျာအဲ့ဒီအချိန်ကရန်ကုန်မြို့တော်တွေကအဆောက်အဦးကောင်းတွေကိုပြန့်ဖြက်ပြီးအသစ်စောင့်နေကြတဲ့အချိန်မို့နေရာကောင်းကောင်းတွေမှာစောက်ခွင့်ရအောင်ကျွန်တော်ကြိုတင်စီမံထားတာတွေရှိတယ်ဗျာရန်ကုန်မြို့တော်စီမံတာယာကြီးကော်မတီနဲ့ကျွန်တော်ညှိနှိုင်းမှုတော့လင်းကားနေရာရှိတယ်ဗျာဥပမာတင်ကြီးစေးစီယုံရန်ကင်းစီတို့ဘာလို့ပေါ့ဗျာအမှန်ကအဆောက်အဦးကောင်းနေရာကောင်းတော်တော်များများဟာအစိုးရယုံတစ်ခုတွဲဖက်ဖွင့်ထားတာများတယ်ဗျာ အဲ့ဓာတွေကိုအစ်စ်ပြန်ဆောက်ချင်ရင်လက်ရှိနေတဲ့သူတွေသဘောတူဖို့လေလိုတယ်တချို့ထင်ရနေရာဒီမှာတော့အစိုးရကဇွတ်လုပ်ပြစ်တာတွေလည်းရှိသဘောဗျာကျွန်တော်ဆိုတဲ့ကောင်ကအဲ့ဒီလိုဇူတင်အရမလောက်တာကိုတော့သိအားမပေးချင်လောက်ဘူးဒါကြောင့်ပီကျူးမအဆောက်ဦးကြီးကိုပြန်ဆောက်ခွင့်ရအောင်လက်ရှိနေတဲ့သူတွေနဲ့ညှိနှိုင်းထားတာရှိတယ်လက်ရှိနေတဲ့သူ12ဦးလောက်မှာကိုရောက်လောက်ကစာချုပ်စာတမ်းတွေနဲ့သဘောတူထားပြီးသားဆိုပါတော့ဗျာ ဒီလိုနဲ့အဲ့ဒီတီကျူးမဆိုတဲ့အစာဟူးဟောင်းကြီးကိုဖြိုဖျက်ပြီးအစ်စ်ပြန်တီဆောက်ဖို့ကိစ္စအတွက်ကျွန်တော်ဟာရပ်ပေါင်း90အတွင်းဆောင်ရွက်ပေးပါမယ်ဆိုတဲ့ဂရုနဲ့ကိုအောင်နိုင်နဲ့ကျွန်တော်လုပ်ငန်းကိရိစာချုပ်ချုပ်ဖြစ်ရောဗျာစာချုပ်စည်းကမ်းအရလုပ်ငန်းစီရင်ငွေဖြစ်စိုင်းအောင်နိုင်ကကျွန်တော်ကိုစီရင်ငွေ350ထုတ်ပေးခဲ့တဲ့အတွက်ကျွန်တော်ဟာနစ်နေတဲ့လီဘော်ကနေအသက်ကယ်လီဘော်ပြန်ရောက်လာပါရောဗျာကျွန်တော်ပြောတယ်မဟုတ်လားထမ်းသမားအတွက်ထနှိုးကတော့ထွက်နေမှာပဲလို့ ဟုတ်ကဲ့အပိုင်း90ကိုဒီမှာပဲခိတ္တကျနာခွင့်ပြုပါခင်ဗျာလာရောက်အပိနားဆင်ကြတဲ့တောတာရှင်ပေါင်းကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာအားလုံးပဲအနည်းငယ်ကင်းကျမ်းမာကြပါစေခင်ဗျာ